လာပါတစ္ဆာရွှေစီစီရတော်ဤတရားတော်များစတင်နိုင်ယူကြရတော့မှာဖြစ်ပါတယ်ဂါထာရှစ်ပုဒ်ကိုအနှစ်ချုပ်ပြီးတော့အတန်မှတ်တမ်းလေးလေးရခြင်းလို့အဲ့ဒါလေးကိုပြောမယ်လို့စဉ်းစားဘလို့ရွယ်ချင်းနဲ့ဒီဂါထာလေးရှစ်ပုဒ်ကိုပြောချင်တာတော့ဆိုတော့ကိုဘဝမှာတံမိုးအရှိဆုံးနေနည်းလေးကိုအမြဲတမ်းသတိရစေဖို့အဲ့ဒီနေနည်းလေးနဲ့ နေဖို့ကြိုးစားတဲ့နေရာမှာလည်းပဲအားကြီးတဲ့တွန်အားတစ်ခုဖြစ်ဖို့အဲ့ဒီကာထာရှစ်ပုဒ်ကိုအရာကျက်ပြီးတော့အတိပ္ပယ်ကိုကောင်းကောင်းနားလည်အောင် လုပ်ပြီးတော့နေ့စဉ်အမှတ်ရတိုင်းရွတ်ဆိုမယ်ဆိုလို့ရှိရင်တံဖိုးရှိဆုံးအကောင်းဆုံးငါဘလို့လေးစိတ်ထားပြီးတော့နေမလဲဆိုတဲ့နီလန်းကိုလည်းဖုံဖုံတို့အမှတ်ရပြီးသားဖြစ်မယ် အဲ့ဒီနေလေးနဲ့နေဖို့လည်းပဲဘုံဘုံတို့စိတ်အားထက်သန်မှုရှိပြီးတော့နေဖြစ်သွားမယ်ပေါ့အဲ့ဒီရည်ရွယ်ချက်လေးနဲ့ဒီကာထာလေးရှင်းဖို့ကိုပြောမယ်လို့စဉ်းစားတယ်တိတိကျကျလေးအာယုံဆိုင်နော်ကာထာရှင်းဖို့ကသုတ်တန်နှစ်ပုဒ်ပေါင်းထားပထမသုတ်တန်ကဗတ္တိကာရတ္တသုတ်တန်နဲ့ဒုတိယသုတ်တန်ကဥဋ္ဌာဏသုတ်တန်နဲ့ တချို့ဒေသနာလေးတွေကအကျေတဝန်နာယူဖို့လိုတယ်လို့နှစ်ချုပ်ကလေးနာယူရတာလည်းပဲတမျိုးကောင်းတယ်ပေါ့စိတ်ထဲမှာပိုင်ပိုင်နိုင်နိုင်သိရှိထားရတာတမျိုးကောင်းစပြီးတော့နာယူကြည့်ရအတိတဏနာဂမေယနပတိကင်ခေအနာဂတံယရတိတံဗဟိနန္တအပတ္တင်္စအနာဂတံပထမဂါထာလေး အတိတ်ကိုအရှင်မလိုက်ရဘူးအနာဂတ်ကိုအရှင်မလိုက်ရဘူးအတိတ်ဆိုတာပြီးခဲ့ပြီပျောက်ခဲ့ပြီကုန်ခဲ့ပြီအနာဂတ်ဆိုတာရောက်မလာသေးဘူးတဲ့ဟောအဲ့ဒီအတိတ်ပဲလေးကို နားလည်ပြီးတော့အဲ့ဒီဂါထာလေးကိုရွတ်ဆိုရအတိတ်တဏနာဂမေယအတိတ်ကိုအရှင်မလိုက်ရဘူးနဗတိကင်ခေအနာဂတအနာဂတ်ကိုလည်းတောင်းတပြီးတော့လောဘဒေါသနဲ့အရှင်မလိုက်ရဘူး ယရတိတံပဟိနန္တံအတိတ်ဆိုတာပြီးခဲ့ပြီ၊ကုန်ခဲ့ပြီ၊ပျောက်ခဲ့ပြီ။အပတ္တင်္စအနာဂတံအနာဂတ်ဆိုတာတော့ရောက်မလာသေးလို့တကယ်ရှိမနေသေးဘူး။ရှိခဲ့ပြီးသားတိတ်နဲ့ပတ်သက်ပြီးတော့မဖြစ်သေးတဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာမှန်မှန်ကန်ကန်နားလည်မှုနဲ့အတိတ်ကဖြစ်ခဲ့တဲ့ဖြစ်ရတွေကကိုယ့်ရဲ့စိတ်ကိုလောဘဒေါသမောဟတို့ဖြင့်ပူလောင်တာမျိုးမဖြစ်စေရအောင် မဖြစ်သေးတဲ့အနာဂတ်ကအနေထားတွေကကိုယ့်ရဲ့စိတ်ကိုပူလောင်မှုကိုမဖြစ်စေအောင်ဘုံဘုံတို့ဒါကြိုတင်ပြီးတော့ရှင်းလင်းထားရရောက်တယ်ပေါ့ဒါပထမကထားလေးအတိတ္တနာနာဂမေယနပတိကင်ခေအနာဂတံယရတိတံဘိနန္တအပတ္တင်္စအနာဂတံဒိတ်ဆိုတာပြီးခဲ့ပြီအနာဂတ်ဆိုတာရောက်မလာသေးဘူးဒါကြောင့်အတိတ်ကိုလည်းအစင်မလိုက်ရဘူးအနာဂတ်ကိုလည်းအစင်မလိုက်ရဘူးတဲ့နောက်ဒုတိယကထားလေးပါပြောတော့ ပိစုံပန်နေစာယောဓမ္မတထတထဝိပတတိအတ္တံဟိရအတ္တံကုတ်ပံတံဝိရမနုပြုဟေယိအတိတ်ကိုရှင်းမလိုက်ဖဲနဲ့အနာဂတ်ကိုရှင်းမလိုက်ဖဲနဲ့ငင်းငင်းအေးအေးလေးနေဖို့ဆိုရင်တကယ်လက်တွေ့မှာဘလို့နေရမှာတုံးဆိုတော့အခုလောလောဆယ်ပိစုံပန်မှာ ဖြစ်နေတဲ့သဘာဝလေးကိုအမှန်သိပြီးတော့နေလိုက်ပါတဲ့လွန်ရိုးရှင်းတဲ့ဒေသနာလေးပိစုံပန်နေစာယောဓမ္မတထတထဝိပတတိ အခုရှိနေတဲ့သဘာဝတရားလေးကိုအခုအမှန်သိပြီးတော့နေလိုက်ပါဘလို့လေးဖြစ်နေတယ်လဲဆိုတာလေးကိုသိပြီးတော့နေလိုက်ပါအဲ့ဒါဆိုလို့ရှိရင်အတ္တဟိရအတ္တကုတ်ပံအဲ့ဒီတွေးကြုံနေရတဲ့အတွေးကြုံနေရကိုယ့်ရဲ့စိတ်ကိုလောဘဖြစ်အောင်လဲဖျားယောင်းနိုင်မှာမဟုတ်ဘူးဒေါသဖြစ်သွားအောင်လဲပဲဖျက်ဆီးနိုင်မှာမဟုတ်ဘူးတဲ့ဘဝမှာ လောဘဒေါသမဖြစ်အောင်ကြိုးပမ်းအထောက်ရခြင်းဟာအမြင့်မြတ်ဆုံးအလုပ်ပဲအဲ့ဒါပြိဿုပ္ပံမှာဖြစ်နေတာလေးကိုသိပြီးတော့နေမယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာကိုယ်စိတ်ဟာလောဘဖြစ်လည်းပဲသွေးဆောင်ဖြားယောင်းခံရပြီးတော့ထောင်ချောင်းမိသွားတာမျိုးမဖြစ်နိုင်ဘူးဒေါသဖြစ်ပြီးတော့လည်းပဲစိတ်ကပူလောင်ပျက်စီးသွားတာမျိုးလည်းမဖြစ်နိုင်ဘူးတဲ့လောဘဖြစ်တယ်ဆိုတာအဲ့ဒါ သွေးဆောင်ခံရတာဖြားယောင်းခံရတာလှည့်စားခံရတာဒေါသဖြစ်တယ်ဆိုတာအဖြစ်စီးခံရတာလောဘဖြစ်ပြီဆိုရင်အဲ့ဒါထောင်ချောင်းမိတာနဲ့တူတယ်ဒေါသဖြစ်ပြီဆိုရင်အဲ့ဒါပျက်စီးသွားတာနဲ့တူတယ်အဲ့ဒါကိုယ့်ရဲ့စိတ်ကလေးကိုထောင်ချောင်းမမိအောင်မပျက်စီးအောင်ပြစ္ဆုတ်ပံမှာဖြစ်နေတာလေးကိုအမှန်သိပြီးတော့နေလိုက်ပါတဲ့အဲ့ဒီနေနည်းလေးက မြင့်မြတ်လွန်းလို့အကျိုးရှိလွန်းလို့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီနေနေနဲ့ဆွဲဆွဲမြင်းမြင်းနေနိုင်အောင်သူတို့ဟာကြိုးပမ်းအထောက်ကြရတယ်တဲ့ဒါဒုတိယကထာတယ်နော်သစ္စုပ္ပန်နေစာယောဓမ္မတတ္ထတတ္ထဝိပတ္တိအတ္တဟိရအတ္တကုပ္ပံတံဝိရမနုပြုဟေယိအခုလောလောဆယ်ဖြစ်နေတာလေးကိုအမှန်သိပြီးတော့နေလိုက်ပါဒါဆိုလို့ရှိရင်ဒီစိတ်ဟာလောဘဖြစ်လဲပဲသိဆောင်ဖျားယောင်းခံရတာမရှိဘူး ဒေါသဖြစ်လည်းပဲပျက်စီးသွားတာမရှိဘူးဒီမြင့်မြတ်တဲ့နေနည်းနဲ့ပညာရှိသူတော်ကောင်းတွေဟာနေကြတယ်တဲ့တတိယကထာလေးဆက်သွားမှာအစ္စေဝကိစ္စမာတ္တံကောဇင်ညာမရဏံသူဝေနာဟိနောသင်္ကရံဒေနမဟာဒေနေနမေဇုနာဒီမြင့်မြတ်တဲ့နေနည်းလေးနဲ့တကယ်ကိုစိတ်แท้ကနေခြင်းစိတ်ထက်သန်သွားအောင်နေဖြစ်သွားအောင်ဒီကထာလေးကအဓိကကြားတဲ့ အမှန်တရားကိုထောက်ပြပြီးတော့တွန်းအားပေးတာဘယ်မှန်တရားကိုထောက်ပြပြီးတော့ကောင်းတဲ့လူကိုလှုပ်ဖြစ်ဖို့တွန်းအားပေးတာတော့မြတ်စွာဘုရားကသိခြင်းတရားဆိုတဲ့အမှန်တရားကိုပြပြီးတော့ဒီအမြင့်မြတ်ဆုံးလူကိုလှုပ်ဖြစ်ဖို့တွန်းအားပေးတာသိခြင်းတရားနဲ့ပတ်သက်ပြီးတော့ဒီကထာလေးမှာဘလို့ပြောပြထားတာတော့ဣဇေဝကိစ္စမာတဗံဒီတမူးရှိတဲ့လူကိုအခုပဲလှုပ်လိုက်ပါဒီကနေ့ပဲလှုပ်လိုက်ပါ ကောဇိညာမရဏံသူဝေမနှက်ပြန်ကြမှသေမယ်လို့ဘယ်သူသိနိုင်မလဲဆိုလိုတာဒီနေ့တောင်အခက်မသိရင်သေခြင်းသေသွားနိုင်တယ်ပေါ့ဒါကဘဝရဲ့အမှန်တရားကြီးတစ်ခုပဲဟိုတို့ကအဝိဇ္ဇာထူလွန်းလို့သေခြင်းတရားကိုအလောက်ရှင်းရှင်းလင်းလင်းမမြင်ကြတာပေါ့နော်တကယ်တော့သေခြင်းတရားဆိုတာအချိန်မွေးရောက်လာနိုင်တဲ့သဘာဝတရားတစ်ခုပဲလေအဲ့ဒါကိုမြတ်စွာဘုရားထောက်ပြတာ ဒီနေပဲလှုပ်တဲ့လှုပ်ထိုက်တဲ့အဲ့ဒီအကောင်းဆုံးလို့ကိုလှုပ်ဖြစ်အောင်လှုပ်လိုက်မနေ့ပြန်ကြမှသေမယ်လို့ဘယ်သူပြောနိုင်မလဲအခက်မသိလို့ဒီနေ့သေသွားပြီရှင်အဲ့ဒီကောင်းတဲ့လှုပ်ကိုလှုပ်လိုက်ရမှာမဟုတ်ဘူးပေါ့အဲ့ဒါလို့သေခြင်းတရားဟာချိန်မေးရောက်လာနိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဘာလို့ထောက်ထားပြပြီးတော့ပြောတော့ဆိုတော့နာဟိနောတင်္ကရန္တေနမဟာတေနေနမေစုနာများစွာသောစਿੱတ္တိရှိသောသေခြင်းနဲ့သေမင်းနဲ့ ငါတို့မှဘယ်ချိန်ကြမှာတွေ့ရမယ်ကြုံရမယ်လို့ချိန်ချက်တာမရှိပါဘူးတဲ့ဒီနေ့မှာတေခြင်းတရားကိုမဟာတေနေနာမေဇုနာလို့သုံးတယ်များစွာသောစਿੱတည်ရှိသောတေမင်းတဲ့ဟုတ်လားဆိုလိုတာကတေမင်းဆိုတာဒီခန္ဓာကိုယ်ကြီးကိုပြောတာတေတတ်တဲ့ခန္ဓာကိုယ်ကြီးမို့လို့သူ့ကိုတေမင်းလို့ပြောတာဘယ်သူမှမတတ်လည်းပဲတခြင်းကြောင့်သူ့သူတေသွားမှာသူ့ကသူတတ်မှာနော်ဒီသူ့ဟာသူတတ်တဲ့အတွက်ကြောင့်ဒီခန္ဓာကိုယ်ကြီးဟာတေမင်းမယ် သူ့မှာဘလို့စစ်တီတွေကများစွာရှိတာတုံးဆိုတော့တေးစရာအကြောင်းတရားတွေအလွန်များလို့တေးစရာအကြောင်းတရားတွေများတဲ့အနေအထားကိုများစွာသောစစ်တီရှိသောလို့တင်စားပြီးတော့ပြောတာ။နော်စံကြီးမြင်လို့ရှိတဲ့သွေးကြောလေးတစ်ချောင်းပြတ်တော်တယ်လည်းပဲသိနိုင်နေခန္ဓာကိုယ်ရဲ့တဘာဝ။ဘာမှအခိုင်အမာကြီးအမကန်ကြီးကောင်းအောင်နဲ့တိဆောက်ထားတာမဟုတ်ဘူး။ဟုတ်လား။ အဲ့လိုများစွာသောစਿੱတီရှိသောတေမင်းနဲ့တနည်းအားဖြင့်တေတရားအကြောင်းတွေအလွန်များတဲ့ဒီခန္ဓာကိုယ်ကြီးနဲ့ကိုယ်နဲ့ကဘယ်အချိန်ကျမှတို့ပြည့်စည်ကြမယ်ဒီချိန်လေးထီတော့တို့နေကြအောင်စို့လို့ချိန်ချက်ထားတာမရှိဘူးတဲ့ဒါတတ္တိယကထာကအကောင်းဆုံးအလုပ်ကိုတိတိယောက်ယောက်လှုပ်ချင်စိတ်ပေါက်ဖို့အတွက်တွန်းအားပေးတဲ့ကထာနောက်ဆုံးဘုဖုံတို့၄ခုမြောက်ကထာဒါပတ္တိကရတ္တတုတ်တန်လေးကိုပြောနေတယ်နော် လေးဦးမြောက်ကဒါပါပြောတာတော့အေဝံဝိဟာရိအာတာပိဟောရတ္တမတ္တန္တိတံတံဝေဘတ္တိကရတောတိတန်တော်အသိခတိမုနိစောစောကပြောခဲ့သလိုအတိတ်ဆိုတာပြီးခဲ့ပြီအနာဂတ်ဆိုတာရောက်မလာသေးဘူးဒါကြောင့်အတိတ်ကိုလည်းအစင်မလိုက်ဘူးအနာဂတ်ကိုလည်းအစင်မလိုက်ဘူးခုလောလောဆယ်ဖြစ်နေတဲ့မှန်တရားလေးခန္ဓာမှာဖြစ်နေတဲ့သဘာဝလေးကိုအမှန်သိပြီးတော့နေမယ်ဆိုရင်တော့ကိုယ်စိတ်ကလေးက လောဘဖြင့်လည်းပဲဖြာယောင်းခံရတာမရှိဘူးဒေါသဖြင့်လည်းပဲဖြည့်ဆည်းခံရတာမရှိဘူးစိတ်ကလေးကအလွန်မှအရည်သွေးရှိတယ်ပညာရှိတွေကဒီနေနည်းနဲ့နေကြတယ်အဲ့လိုနားလည်ပြီးတော့ကြိုးစားတယ်ကြိုးစားတဲ့နေရာမှာလဲဩငါဒီလုပ်ကိုလုပ်ဖြစ်အောင်ဒီကနေ့ပဲကြိုးစားတော့မယ်မနေ့ဖြန်ထိနေရမလို့ဘယ်သူပြောနိုင်မလို့ခန္ဓာကိုယ်ကြီးကပျက်စီးစရာကြောင်းတရားတွေအလွန်များတယ်ဘယ်ချိန်တွေးကြမယ်ကြုံရမယ်လို့တည်ရင်းနဲ့ငါနဲ့ချိန်တာတာမရှိဘူး ဒီအမြင်မှန်လေးတွေကိုခြေခံပြီးတော့ဘုန်းဘုန်းတို့ကစောစောကပြောခဲ့တဲ့ပြစ္ဆုတ်ပံမှာဖြစ်နေတဲ့သဘာဝကိုအမှန်သိပြီးတော့နေတဲ့အလုပ်ကိုတကယ်ကိုပဲစူးစမ်းအထုတ်မယ်ဆိုရင်ဟောအေဝံဝိဟာရိအာတပိအဟောရတမတ္တန်ဒိတံနေရောညာရော မပြင်းမရှိနော်စိတ်ကဒီလုံးမှာရေရှည်မပြောတတ်ဘူးစိတ်ဆိုတာမကောင်းတဲ့နေရာမှာပဲပြောတာဒီလုံးကအလုံးတရားမှာ အကျိုးရှိတယ်လို့ဆိုညာတော်လည်းပဲဘုန်းဘုန်းတို့စိတ်ကလေးကဒီအလုံးမှတိတ်ပြီးတော့မပြောတတ်ဘူး။ဒါကြောင့်ဒီအလုံးကိုလှုပ်ရင်းနဲ့အရသာတွေ့အောင်ကြိုးစားအထုတ်ပြီးတော့ဒီအလုံးမှမပြင်းမရှိပျော်မွေ့တဲ့အနေအထားမျိုးနဲ့လုပ်နိုင်အောင်ဘာလို့ရမလို့ကြိုးစားရမင်းတဲ့။အဲ့ဒါလို့မပြင်းမရှိနေရောညာရောဝိရိယနဲ့ကြိုးစားမယ်ဆိုရင်တံဝေဘတ်တေကရတော်တိတန်တော်အစိခတိမုနိအဲ့ဒါလို့ကြိုးစားအထုတ်နေတဲ့ပုဂ္ဂိုလ်ကိုကိလေသာအပူဓာတ်တွေ နော်ငြိမ်းလို့အေးချမ်းတော်မူပြီးဖြစ်ကြတယ်ဘုရားဆက်ရှိတဲ့သူတော်ကောင်းကြီးတွေကဒီလူကတော့ကောင်းသောညရှိတဲ့ပုဂ္ဂိုလ်ကောင်းသောအဖြစ်ရှိတဲ့ပုဂ္ဂိုလ်ပဲလို့ချီးမွမ်းကြတယ်တဲ့လေးခုမြောက်ကတာတတိပတိကာရတသုတ်တံဆိုတာကအသေးပဲတီးပြီးတော့ရုပ်ရှုမယ်ဆိုရင်ငါဘဝမှာအကောင်းဆုံးငါဘလိုလေးနေသွားမလဲဆိုတဲ့လမ်းညွန်ချက်ကိုဘုဖုံတို့ကောင်းကောင်းရနိုင်တယ် ရွတ်ဆိုရင်းနဲ့လည်းပဲတရားအထုတ်ပြီးသားအထိုက်လျောက်ဖြစ်သွားနိုင်တယ်။ဒါကထား၄ဘုံเนาะအခုဘုံဘုံပြောတာ15မိနစ်တောင်မရှိသေးဘူးเนาะအနှစ်ချုပ်ပြောလိုက်တာဟုတ်လားပထမဂါထာ၄ကအတိတန္တနာဂမေယနပတိခင်ခေနာဂတံယရတိတံပိနန္တအပတ္တစနာဂတံအတိတ်ဆိုတာပြီးခဲ့ပြီနာဂတ်ဆိုတာရောက်မလာသေးဘူးဒါကြောင့်အတိတ်ကိုလည်းပဲအစင်မလိုက်ဘူးနာဂတ်ကိုလည်းပဲအစင်မလိုက်ဘူးရွတ်ဆိုရင်းနဲ့အဲ့လိုလေးတွေးရမယ်เนาะ ပစ္စုပန်နေသယောဓမ္မတထတထဝိပတ္တိအတ္တဟိရအတ္တကုပ္ပံတံဝိရမနုပြုဟိအခုပစ္စုပန်လုံးလုံးစေဖြစ်နေတဲ့သဘာဝတရားလေးတွေကိုအမှန်တိ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 ပြီးတော့နေမယ်အဲ့ဒါလို့တိပြီးတော့နေမယ်ဆိုရင်ဒီစိတ်ဟာလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးလောဘဖြစ်တာကိုဖျားယောင်းခံရတယ်လို့နားလည်ရမယ်ဒေါသဖြစ်တာကိုပျက်စီးသွားတာလို့နားလည်ရမယ်ဖျားယောင်းမခံရဘဲနဲ့အဖြစ်စီးမခံရဘဲနဲ့ဘဝမှာနေနေရတာအလွန်မြင့်မြတ်တဲ့အတွက်ကြောင့် ပညာရှိတွေကအဲ့ဒီနေနည်းနဲ့နေကြတယ်လို့နားလည်မှုနဲ့အဲ့ဒီကာထာလေးကိုရွတ်ရမယ်ပေါ့နော်။ဣဇေဝကိစ္စမဟာတပံကောဇင်ညာမရဏသူဝေနာဟိနောတင်္ကရတေနမဟာတိနေနမေစုနာဒီနေ့ပဲအဲ့ဒီမြင့်မြတ်တဲ့အလို့ကိုလှုပ်ဖြစ်အောင်လှုပ်လိုက်ပါ။မနေ့ပြန်ကြမှတေးမယ်လို့ဘယ်သူသိနိုင်မလို့။တေးတရားအကြောင်းတရားတွေအလွန်များတဲ့ဒီခန္ဓာကိုယ်ကြီးနဲ့တနည်းအားဖြင့်များစွာသောစਿੱတ္တိရှိသောသေမင်းနဲ့ ငါတို့တွေပဲချိန်ကြမှာတွေ့ကြမယ်လို့ချိန်ချက်ထားတာဆိုတာမရှိပါဘူးတဲ့အဲ့ဒီလိုနားလည်မှုနဲ့အဲ့ဒီကထာလေးကိုလည်းရွတ်ဆိုတဲ့ရမယ်ပေါ့နော်နောက်ဆုံးကထာလေးကတော့ဒါမျက်စွာပဲကြီးမွမ်းတာအဲ့လိုမှန်ကန်တဲ့အသည့်တွေဥစည်းပြီးတော့ဒီမြင့်မြတ်တဲ့အလုပ်ကိုနေရောညာရော မပြင်းမရှိပြည့်တန်တဲ့လုံလဝရိယနဲ့ကြိုးဝမ်းအထုံးမယ်ဆိုလို့ရှိရင်အဲ့ဒီပုံကိုမျိုးကိုငြင်းအေးတော်မူပြီးဖြစ်ကြတဲ့ဘုရားဆန့်ရှိတဲ့သူတော်ကောင်းကြီးတွေက ဗတ္တိကာရတကောင်းသောညာရှိတဲ့ပုဂ္ဂိုလ်တယောက်လို့ချီးမွမ်းကြတယ်။ဧဝံဝိဟာရိအာတပိအဟောရတမတ္တန္တိတံတံဝေဗတ္တိကာရတောတိတန်တော်အာသိကတိမုနိ။အဲ့ဒါ၄ပုဒ်နော်။နောက်တစ်ထပ်ပြီးတော့ပြောမယ်။ဂါထာ၄ပုဒ်ကဥဋ္ဌာဏသုတ်တံမှာလာတယ်။အဲ့ဒီဂါထာ၄ပုဒ်ကဒီမြင့်မြတ်တဲ့နေနီလေးနဲ့နေတဲ့အခါမှာကိုယ်စိတ်ကို နော်နေခြင်းစိတ်ပေါ့အောင်နေဖြစ်သွားအောင်နော်ထက်သန်တဲ့ဝရိယတွေဖြစ်လာအောင်တွန်းအားပေးတဲ့ဒေသနာတပုတ်လို့ဘုံဘုံကတော့အဲ့လိုရိုးရိုးရှင်းရှင်းနားလည်တာဒါကြောင့်စောစောကနေနီလေးကိုရှင်းရှင်းလင်းလင်းဘုံဘုံတို့သိရတယ်ဗတ္တေကရတာသုတ်တန်ရခုဥဋ္ဌာဏသုတ်တန်ရအဲ့ဒီအလွန်ကောင်းတဲ့နေနီနဲ့ဘုံဘုံတို့နေပြစ်သွားဖို့အတွက် ကိုယ့်ရဲ့အာထုံမှုဝရိယကိုမြင့်တင်နိုင်မှုအတွက်အဲ့ဒီဥဋ္ဌာဏသုတ်တန်လေးကိုလည်းပဲအတိပဲနားလည်ပြီးတော့ရအောင်ကျက်ပြီးတော့ရွတ်ဆိုကြည့်ရမယ်ပေါ့နော်ပထမကထာဘာပြောတော့ဆိုတော့ဥဋ္ဌရထနိတိရထကောအထောသူပိတေနာဩအာတုရာနေကြီးကာနိဒာတန်လာဝိဒါနာရုပတံထားကြကုန်လို့ထိုင်ကြကုန်လို့အိပ်ဆက်နေခြင်းအဖြစ်တင်းတော့ဘယ်ကျူးရှိပါအနည် မြင့်မြတ်တဲ့အလုပ်ကိုမြတ်စွာဘုရားကမအိပ်မနေကိုလှုပ်စီခြင်းတာ ထားကြကုန်လို့ထိုင်ကြကုန်လို့ဥဒ္ဒရထားထားကြကုန်လို့နိတိရထားထိုင်ကြကုန်လို့ကိုအထောသူပိဒိနာရောတင်းတော့အိဆက်နေခြင်းအဖြစ်ပဲကျိုးရှိပါအန်ဒီအာတုရာနေကြီးကာဏိတာတန်လာဝိဒါနာရုပ်ပတံဘာလို့မအိပ်မနေမြတ်စွာဘုရားကြိုးစားခိုင်းတာတော့ဆိုတော့အကြောင်းပြချက်ကအလွန်ကောင်းတယ်တန်လာဝိဒါနာရုပ်ပတံညာမှန်ခံရတဲ့သားကောင်ကဲ့သို့ နော်တုံလို့ဖောက်ပြန်နေတဲ့စိတ်ရှိနေကြတဲ့တရားဓမ္မတို့ဘုံဘုံတို့တွေအတွက်နော်ကိုယ့်အတော်သူပိတ္တနာကိုအိတ်ဆက်နေခြင်းအဖြစ်ဘယ်ကျိုးရှိပါအန်ဒီအတုရာနေကြီးကာဏိတာနာကျင်နေတဲ့စိတ်လုံးရှိနေတဲ့တင်းတို့အတွက်အိတ်ဆက်နေခြင်းဟာဘယ်ကျိုးရှိပါအန်ဒီဆိုလိုတာကမအိမနေစူးစားဖို့တိုက်တွန်းတဲ့နေရာမှာဘာလို့ထောက်ပြပြီးတော့တိုက်တွန်းတာတော့ဆိုတော့ဘုံဘုံတို့ရဲ့စိတ်အခြေအနေလေးဟာ ဆင်းရဲနေတဲ့ပူလောင်နေတဲ့ဆင်းပြေးနေတာမဟုတ်ဘူးအဲ့ဒါကိုမဆင်းရဲအောင်မပူလောင်အောင်ကြိုးစားဖို့လိုတယ်ပတ်တောင်တတလေးနေရမယ့်အနေအထားတစ်ခုမဟုတ်သေးဘူးတကယ်ကိုပဲဝါယမစိုက်ပြီးတော့လိုရမယ့်အချိန်လို့ဒါကိုမြတ်စွာဘုရားထောက်ပြတာဟုတ်လားအဲ့ဒါဘုန်းဘုန်းတို့ရဲ့စိတ်နှလုံးကိုမြတ်စွာဘုရားဘယ်လိုမြင်တာတော့တုံ့လုံနေကြတယ်လို့မြင်တာချမ်းသာနေတာမဟုတ်ဘူးเนาะ ဘလောက်ထိတောင်တုံလုံနေတယ်ဘလောက်ထိတောင်အခြေအနေဆိုးနေတယ်လို့မြတ်စွာဘုရားမြင်တော့မြားမှန်ခံရတဲ့သားကောင်းလို့တဲ့ဟုတ်လားမျက်စိနဲ့မြင်ကြည့်ပေါ့မြားမှန်ခံရတဲ့သားကောင်းစိတ်တရားဖောက်ပြန်နေတယ်တုံလုံနေတယ်အဲဒီဒေသနာကိုစဉ်းစားတဲ့နေရာမှာတက္ကာယဒိဋ္ဌိမြားရှုလို့ဖောက်ပြန်တုံလုံနေရတဲ့ကိုယ်အဖြစ်ကိုကိုယ်အမှန်အတိုင်းမြင်ရမယ်ပေါ့တက္ကာဒိဋ္ဌိဆိုတာဘာပြောရတော့ထင်ရှားဖြစ်နေတဲ့ယုံနံကိုယုံနံလို့ သိပဲနဲ့မမြင်ပဲနဲ့ဘလို့မြင်နေတာတော့ပုဂ္ဂိုလ်တ attva လို့မြင်နေတာအဲ့ဒါအပေလေးပါသူ့ကြောင့်သွားရမှာနော်အဲ့ဒီအစင်မပြေမှုကြီးအဲ့ဒီပြစ်ချက်ကြီးဘုဖွန်တို့ရဲ့စိတ်မှာရှိနေတယ်အဲ့ဒါကိုဘလို့နားလဲရမလို့တက္ကရာဒိဋ္ဌိမြားညောင်ကြီးရှူးလို့ဖြက်ဖြက်လူးနေတယ်ဒီစိတ်ကဟုတ်လားအဲ့ဒီပြဿနာကိုဘုန်းတို့ဘာလို့အောင်လဲဖြေရှင်းရမယ်အဲ့ဒါကိုအေးအေးဆေးဆေးလုပ်မနေနဲ့လို့ပြောတာမြတ်စွာဘုရား ေကာလေကောင်းတာနော်ဥဒ္ဒရနိတိတ္တကောအထောသူပိတေနာဟောအတုရနေကြီးကာဏိတာတလဝိဒါနာရုပတံထာရကုံလောထိုင်ရကုံလောအိဆက်နေခြင်းအဖြစ်တင်းတော့ဟာပဲကျူးရှိပါအန်ဒီမြားမှန်ခံရတဲ့သားကောင်လို့ဖောက်ပြန်တုံလုံးနေကြတဲ့စိတ်နှလုံးရှိကြတဲ့နာကျင်ခံခက်နေကြတဲ့စိတ်နှလုံးရှိကြတဲ့တင်းတော့အတွက်အိဆက်နေခြင်းအဖြစ်ပဲကျူးရှိပါအန်ဒီတဲ့အဲ့လိုနားလည်မှုလေးနဲ့ယူရမယ်ဆိုဘယ်လောက်ရတာရှိမလဲဟုတ်ကြက်သားဒီလိုကာထာမျိုးလေးတွေဟုတ်လား ဒုတိယခါတာဆက်သွားမယ်နော်ဥဒ္ဓရထနိတိရထဒန္လံသိက္ခထတန်တိယမာဝောပမထေဝိညာယမិဇုရာဇာအမောဟိထဝတနုခေထားကြကုန်လို့ထိုင်ကြကုန်လို့စိတ်နှလုံးလေးငြိမ်းအေးဖို့အတွက်စွဲစွဲမြဲမြဲလေ့ကျင့်ကြကုန်လို့ကောင်းလိုက်တဲ့စကလုံးလေးတွေဟုတ်လားဥဒ္ဓရထထားကြကုန်လို့နိတိရထထိုင်ကြကုန်လို့ဒန္လံသိက္ခထတန်တိယနော်ကိုယ်စိတ်ကလေးငြိမ်းအေးဖို့အတွက် စွဲစွဲမြဲမြဲလေ့ကျင်တဲ့နော်ဥဒ္ဒထနိတိတထဒဏ္ဍသိက္ခာတန္တိယမာဝပမတ်တိဝိညာယမစ္ဆုရာဇာအာမောဟိထဝတ္တနုကေစိတ်ကလေးငြင်းအေးဖို့အတွက်ဘာလို့စွဲစွဲမြဲမြဲကျင့်လို့ပြောရတာတော့ဒီကထာလေးကြတော့မြတ်စွာဘုရားဘာလို့ထောက်ပြပြီးတော့ဒီမြဲမြဲတဲ့လူကိုစွဲစွဲမြဲလုခိုင်းတာတော့သိခြင်းတရားကိုထောက်ပြပြီးတော့မြဲမြဲတဲ့လူကိုစွဲစွဲမြဲလုခိုင်းတာ သိခြင်းတရားကိုသူကဘလို့ထောက်ပြတာသူရဲ့ထောက်ပြမှုရှိတော့တာမျိုးသောသောကဗတ္တိကထာတသုတ်တံမှာထောက်ပြတဲ့အသေးပဲလေးကတမျိုးဟုတ်လားဒီသုတ်တံဒီကထာလေးမှာသိခြင်းတရားနဲ့ပတ်သက်ပြီးတော့ကျွတ်တို့ဘလို့ပြတော့မြတ်စွာဘုရားနော်သင်မေ့နေတာကြီးကိုသေမင်းကြီးကသိပြီးတော့သိရတဲ့အခါမှာသင်ကိုတွေ့တွေ့ဝေစင်းရဲ့သိရအောင်သိခြင်းတရားသင်ကိုမနှိပ်စက်ပါစေနဲ့တဲ့ဟုတ်လားဆိုလိုတာပါတော့ သိခြင်းတရားကိုအစဉ်ပြေပြေရင်ဆိုင်နိုင်ဖို့အတွက်သင်ကြိုတင်ပြီးတော့ကြိုးစားလို့ပြောတာ။နော်ဒီအလုပ်ကိုဘုဖုံတို့ဆွေဆွေမြဲမြဲမလုပ်ဘူးဆိုရင်ဉာဏ်ပညာဟာဖြစ်ထွန်းလာမှာမဟုတ်နော်။ဉာဏ်ပညာဖြစ်ထွန်းမလာဘူးဆိုရင်သိခြင်းတရားနဲ့တွေ့တဲ့အခါမှာဘုဖုံတို့ဟာစိုးရင်ရလိမ့်မယ်ပူရလိမ့်မယ်။နော်ဒီမှာတော့ဘယ်လိုပြောတော့တွေ့တွေ့ဝေဝေလို့သုံးတယ်ဟုတ်လား။ဟုတ်တယ်တေဂာနိလူလေးတွေကြည်အားများသောအဖြစ်တွေ့တွေ့ဝေဝေညှို့ညှို့ငယ်ငယ်လေးတွေနဲ့တွားကြတာများပါတယ်နော်။ဟုတ်လား။ အဲ့ဒါဘာဘူးလို့အဲ့လိုသွားတာတော့မသိရင်တော့ဉာဏ်ပညာရအောင်ဒီအကျင့်မြတ်ကိုနော်ဆွဲဆွဲမြဲမြဲသူတို့မကျင့်သုံးကြကြလို့တဲ့ဟုတ်လားဒါကြောင့်သေတဲ့အခါမှာသေခြင်းတရားကြီးကငါ့ကို တွေးဝေအောင်မနှိမ့်ဆက်ပါစေနဲ့ဆိုတဲ့ခံယူချက်ကလေးနဲ့လည်းပဲဒီမြင့်မြတ်တဲ့အလို့ကိုဘာလို့မလို့စူးစမ်းရမယ်တဲ့နော်ဒီဂါထာလည်းစဉ်းစားတဲ့ဟာအများကြီးရှိရဲ့နော် ငါဟာတည်ခြင်းတရားကိုအစဉ်ပြေပြေရင်ဆိုင်တိုင်းမဲ့ငါလားလို့ကိုကိုကိုမကြမကြဘာလို့ရမလို့မိကွန်ထုတ်ရမယ်ဟုတ်လားဘယ်လိုက်မှုမရှိဘဲနဲ့မိကွန်ထုတ်အဖြေမှန်ရအောင်ယူပြီးရင်တည်ခြင်းတရားနဲ့တွေ့ရင်ငါတော့အစဉ်ပြေပါပြီဆိုတဲ့အနေထားမျိုးကိုရအောင်ဘုံဘုံတို့ဘာလို့ရမလို့ပွားကြရမယ်ဟုတ်လားမြင့်မြတ်တဲ့အကျင့်လန်းကိုရှောက်လန်းကြရမယ်ပေါ့နော်ဒါဒုတိယဂါထာကောက်ရနော်အင်းနောက်တတိယဂါထာဘာပြောတော့ ယာယเทวမနုဿာသတိတာတိဋ္ဌံတိအထေကတရထေတံဝိသတိကခနောမဥပိစေကခနာတိတာဟိသောစံတိနိရိယံမိတမပိတာဒီကဒါလေးရဲ့အသေးပဲကနည်းနည်းလေးရှင်းပြရမယ်သူကဘာပြောတာတုံးအကျဉ်းမြင့်အသေးပဲလေးရနော်ယာယเทวမနုဿာသနတ်တေရောလူတွေရောနတ်တွေဘာတောင်ထဲဟောတယ်ဟုတ်လားရှိရှိသမျှတတ်တော်ဟာတွေဟာတဲ့တိတာတိဋ္ဌံတိအထေကာ အလိုဆန္ဒလို့ဆိုရဲလောဘကိုပဲအမိပြုပြီးတော့ဖြစ်နေကြတာတဲ့တတ္တဝါတွေကလောဘကိုအမိပြုပြီးတော့ဖြစ်နေကြတာတတ္တဝါတွေမှီးနေတယ်တတ္တဝါတွေဖြစ်အောင်လုပ်နေတယ်အဲ့ဒီလောဘကဘလို့တရားမျိုးလို့ဆိုတော့ဒုက္ခကို ဖြစ်စေတဲ့တရားမျိုးနော်လောဘဆိုတာဘဝကိုဖြစ်စေတယ်ဘဝဆိုတာဒုက္ခပဲလေဘဝဖြစ်ရင်ဒုက္ခဖြစ်တော့တာပဲဟုတ်လားအဲ့ဒီဒုက္ခဖြစ်တဲ့ဘဝကိုဘယ်သူကဖန်တီးတာဘယ်သူကဖြစ်စေတာလို့ဆိုရင်အဲ့ဒီလောဘကဖန်တီးတာ တော့တတ္တဝါတွေကဒုက္ခကိုဖန်တီးတဲ့လောဘကိုပဲဖြစ်စေပြီးတော့နေနေကြတာဟုတ်လားကိုကိုကိုဒုက္ခရအောင် လုပ်နေတာပေါ့ဆိုလိုတာကနော်ဒုက္ခဆက်ကြီးမပြတ်လဲဖို့အတွက်စီအမြဲတမ်းထည့်ပေးဟုတ်လားနော်လောဘစီရဲ့မောင်းနေအားနဲ့ဒုက္ခဆက်ကြီးကမဖြစ်နေတော့လဲပတ်နေတဲ့ဒါတင်စားပြီးတော့ဘုံကနားလဲအောင်ပြောပြတာဟုတ်လားယာယဒေဝမနုဿာသတိတ္တဒိဋ္ဌံတိအဋ္ဌိကတရထေတံဝိတ္တိက အစိတ်နဲ့တူတဲ့ပြန့်နှံ့နေတဲ့အဲ့ဒီလောဘဆိုတဲ့ဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့အဲ့ဒီလောဘကိုလွန်မြောက်အောင်ကူးခတ်ကြရတယ်လောဘကိုအောင်လှုပ်လို့ပြောတာလောဘချုပ်အောင်လှုပ်နိုင်မှဒုက္ခချုပ်သွားမှာဟုတ်လားဒါကြောင့်ဒုက္ခချုပ်ခြင်းနဲ့ဒုက္ခငြိမ်းခြင်းနဲ့ဆိုရင် လောဘချုပ်အောင်လောဘငြိမ်းအောင်လှုပ်ရလောဘမငြိမ်းမဲနဲ့ဒုက္ခဘယ်တော့မှမငြိမ်းဘူးဒါလေးတွေမြတ်စွာဘုရားစိတ်ရှိလက်ရှိရှင်းပြနေတာဟုတ်လားတတ္တဝါတွေကလောဘကိုအမိပြုပြီးတော့ဖြစ်နေတာ အဲ့ဒီလောဘကိုလွန်မြောက်အောင်ကူတဲ့သူ့ရဲ့စကလုံးအတိကျဟုတ်လားတရထေတံဝိတ္တိကံအစိတ်လိုပြန့်နှံ့နေတဲ့လောဘရဲ့လက်ကအနေလွန်မြောက်အောင်ကူခတ်တဲ့အဲ့ဒါလိုကူခတ်နိုင်တဲ့အခွင့်အရေးဟာအတိညာရှိတဲ့လူသားတယောက်ဖြစ်မှဖခင်ရဲ့အစုံမကောင်းနေနဲ့တွေ့မှကူခတ်နိုင်တဲ့အခွင့်အလန်းလေးကပြီးပြီးဝါဝပွင့်နေတာဟုတ်လားအဲ့ဒါကိုဖခင်ကမခဏလို့သုံးတယ်အခွင့်အရေးပေါ့ ဒါကြောင့်တရားကူးသွားပြီနော်ဒီဂါထာလေးတစ်ပုတ်ထဲမှာကို तू ကကြက်ပြက်တဲ့အဓိပ္ပာယ်တွေကိုထည့်ထားတာဟုတ်လားရာယဒေဝမနုဿသာတိတ္တဒိဋ္ဌံဤအဋ္ဌိကတရထေတံဝိတ္တိကခနောမဥပိ္ပဇေကခနာတိတာဟိသောစံတိနိရိယံပိတမပိတာလောဘရဲ့လက်ကလွတ်မြအောင်လုံနိုင်ခွင့်ရှိနေတဲ့ဒီအခြေအနေကောင်းလေးကိုဖြုံးပြီးမပြစ်လိုက်နဲ့ဒါပြောတာ तू ဟုတ်လားဒီအခွင့်အရေးအခြေအနေကောင်းကို ်ဖြုံးလိပြစ်လိုက်ကြတဲ့ပုံကိုယ်တွေအသုံးမချကြတဲ့ပုံကိုယ်တွေအခွင့်အရေးဆုံးရှုံးသွားပြီဆိုလို့ရှိရင်အဲ့ဒါသူတို့ပူရလိုက်မယ်တဲ့အခက်မသိရင်ငရေကြပြီးတော့ပူရတဲ့အနေအထားမျိုးထိတော့ရောက်သွားနိုင်တယ်တဲ့ခနာတီတာဟိသောစန္တိနိရိယံမိတမပိတာခနာတီတာဟိသောစန္တိအခွင့်အရေးကိုကျော်လွန်စေတဲ့ပုံကိုယ်တွေကစိုးရင်ရလိမ့်မယ်တဲ့နော်ဘလောက်ကောင်းတဲ့စကားလုံးလေးတွေတော့နော် ခွင့်အရေးကိုကျော်လွန်စေတဲ့ပုံကိုယ်တွေကဘာဖြစ်ရလိမ့်မယ်။စိုးရင်ရလိမ့်မယ်တဲ့။ငိုကြွေးရလိမ့်မယ်။ပူလောင်ရလိမ့်မယ်။ပင်ပန်းရလိမ့်မယ်။ဘယ်အထိမြဲဆိုတာဖေကမြင်ပြတော့။နိရယမိသမပိတာနိရယဆိုတာငရဲကိုပြောတာ။နော်ငရဲမိလောင်လို့ပူရတဲ့အနေအထားမျိုးထိတော့အခမသိရင်ရောက်သွားနိုင်တယ်။အခွင့်အရေးကိုလွန်စေတဲ့ပုံကိုယ်တွေဟုတ်လား။ ခွင့်ရေးဆိုတာဒီနေ့မှာပြောတာတော့ဘုရားသာသနာဘုရားဆုံးမနဲ့တွေ့ရတဲ့အခိုက်ကိုကလည်းသိနိုင်မြင်နိုင်တဲ့အခြေခံကောင်းလေးတွေနဲ့ပြည့်စုံနေတဲ့အခိုက်ကိုအခွင့်ရေးလို့ပြောတာဟုတ်လားဘာလို့ဖို့အခွင့်ရေးလဲလို့မေးရင်ဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့လောဘရဲ့လက်ကလွန်မြောက်အောင်ကုခတ်ဖို့အတွက်အခွင့်အရေးဒီကထာလေးကနားလည်ဖို့ခက်တယ်နော်ဒါဘုံဘွားတော့နားလည်မယ်ထင်ပါတယ်ဟုတ်လားဇာယတေဝမနုဿာသတိတ္တဒိဋ္ဌံတိအဋ္ဌိကတရထေတံဝိတ္တိကခနောမှာဥပိ္ပစေကခနာတိတာဟိသောဇံတိနိရယမိသမပိတာ တတဝါမှန်သည်မြတ်ဟာလောဘကိုပဲအမိပြုပြီးတော့နေကြတာအာအစိတ်လိုပြန့်တတ်နေတဲ့ဒီလောဘရဲ့လက်ကလွန်မြောက်အောင်ကုခတ်ကြဒီကုခတ်နိုင်တဲ့အခွင့်အရေးလေးကိုဖြုံးတိမပစ်လိုက်ကြနဲ့အခွင့်အရေးကိုလွန်စေတဲ့ပုံကိုယ်တွေဟာစိုးရင်ရလိမ့်မယ်အခမ်းမသိရင်ငရဲမီးအလောင်ခံရပြီးတော့စိုးရင်ရတဲ့အနေထားထိတောင်ရောက်သွားနိုင်တယ်တဲ့ဒါတတိယကာထာဟုတ်ပြီနော်နောက်ဆုံးကာထာဘာပြောတော့ ပမာရောရဇောပမာရောပမာရာနုပတိတော်ရဇောအပမာဒေနဝိဇာယအပဟေတန်လမတနောပမာရောရဇောမိလျော်ခြင်းဟာမြူအညစ်အကြေးပဲတဲ့ကိုယ့်ရဲ့စိတ်နှလုံးလေးကိုညှဉ်းနှွမ်းအောင်အယောင်မထွက်အောင်နော်အညစ်အကြေးတွေနဲ့ဖုံးလွှမ်းတာဘယ်သူတုံးဆိုတော့မိလျော်မှုကိုယ်ကိုဘာဖြစ်လို့ဖြစ်နေမှမသိဘူးအာယုန်လေးနော်တွေ့တိုင်း နော်ဒီတိုင်းပဲတတိမပါညမပါပဲနဲ့လက်လွတ်စပဲခံစားတုံပြန်ပြီးတော့သွားနေတာမေလျော်တယ်လို့ခေါ်တယ်ဟုတ်လားအဲ့ဒီမေလျော်မှုက စိတ်ကိုညစ်ပေစေတဲ့မြူးမှုံအညစ်အကြေးကြီးညှော်လေလို့ပြောတယ်ဟုတ်လားပမာရောရဇော ပြီးတော့ပါတော့ပမာဒာနုပတိတော်ရဇောတဲ့မေလျော်ခြင်းကို ဖြစ်စေတတ်တဲ့မေလျော်ခြင်းအကြီးစားကြီးဟာလည်းပဲရဇမြူးညစ်ကြီးပါပဲတဲ့မေလျော်ခြင်းကိုနှမျိုးတောင်ပြောတယ်နော် ရိုးရိုးမေးလျော့ခြင်းရဲ့မေးလျော့ခြင်းတွေကိုထပ်ခါထပ်ခါဖြစ်စေတတ်တဲ့အကြီးစားမေးလျော့ခြင်းဟုတ်လားမေးလျော့ခြင်းနှစ်ထပ်ကွန်းလေးမှာဘုန်းတို့ရဲ့စိတ်ကလေးကဘာဖြစ်နေတာတော့နှစ်မောနေတာဟုတ်လားအဲ့ဒီမေးလျော့ခြင်းတွေကိုမြတ်စွာဘုရားဘယ်လိုနာမည်တတ်တာသူဟာအညစ်အကြေးတွေမြူတွေဂျေးတွေတဲ့ဟုတ်လားအဲ့ဒီခြေတွေပေးနေလို့ဘုန်းဘုန်းတို့ရဲ့စိတ်ကလေးကဘာမှမမြင်ရအောင်မသိအောင်နားမလည်ဘူးဖြစ်နေဟုတ်လား ဲ့ဒါကိုမြတ်စွာဘုရားဘလိုလုပ်ရမယ်လို့လက်ညွန်ညွန်ပေးတာတော့နော်ပမာတော်ရဇောပမာတော်ပမာရာနုပတိတော်ရဇောအပမဒေနဝိဇာယအဘဟေတလမတနောအပမဒေနဝိဇာယမမေ့တဲ့တတိတရားအမှန်သိတဲ့ဝိဇာတရားဟုတ်လားအပမဒေနဝိဇာယအဲ့ဒီတရားနှမျိုးဖြင့်အဘဟေတလမတနောကိုယ့်ရဲ့စိတ်နှလုံးမှာစူးဝင်နေတဲ့ကိလေသာမြားညောင်းအထူးသဖြင့်တက္ကရာဒိဋ္ဌိမြားညောင်းကို ပယ်နှုတ်ပြရမယ်တဲ့ဟုတ်လားဒါနောက်ဆုံးကားထားတယ်နော်ကျတို့ရဲ့စိတ်နှလုံးလေးညစ်ပေးနေတာဘာမှနားမလဲပဲနဲ့အစွမ်းတွေတုံးနေတာအဲ့ဒါဘယ်အညီအကြီးကဖုံးလွှမ်းထားလို့လဲပမာဒာဆိုတဲ့မေလျော်မှု ပမာဒာနုပတိတော်ဟောမေလျော်ခြင်းကိုကြားရောက်စေတဲ့အဖန်မှမေလျော်ခြင်းကို ဖြစ်စေတဲ့အကြီးစားမေလျော်မှု ဟုတ်လားအဲ့ဒီမေးလျောမှုကြီးကနှစ်ထပ်ကွန်းစိတ်ကိုပလုတ်ထားတော့အညစ်အကြေးအနေနဲ့ဖုံးလွှမ်းတာဒါကြောင့်အဲ့ဒါကိုဘုံဘုံတို့ကမမေးမလျောခြင်းရဲ့အသိဉာဏ်ပညာရဲ့တတိယပညာရဲ့ပေါ့နော်ဒီတရားနှစ်မျိုးနဲ့သူတို့ဘုံတို့ဖယ်ရှားရမယ်အဲ့လိုဖယ်ရှားရမယ်လို့ပြောတဲ့နေရာမှာလည်းပဲမြတ်စွာဘုရားဥမာလေးနဲ့မြင်အောင်ပြောတယ်ဟုတ်လားအဘဟေတန်လမတ္တနောတဲ့နော်စိတ်နှလုံးမှာရှူးဝင်နေတဲ့ အဲ့ဒီကိလေသာမြားညှောင်ကိုဘာလို့အောင်လို့ဆွဲနှုတ်ရမေးတဲ့။ဒါလေးခုမြောက်ကထာတတိတုတ်တန်နာမည်ဘာလဲတော့ဥဋ္ဌာဏတုတ်တန်တဲ့။မြင့်မြတ်တဲ့အလုပ်ကိုနော်လှုပ်လို့စိတ်ထက်တယ်မို့ဝရိယကိုနော်များစွာဖြစ်ပေါ်စေတဲ့ဒေသနာတစ်ပုဒ်လို့မဆိုနိုင်ဘူးလား။ဆိုတယ်နော်။အဲ့တော့ဂါထာဘယ်နှပုဒ်တို့ရှစ်ပုဒ်လွန်ကောင်းရနော်။ပထမဂါထာလေးပုဒ်ကဗတ္တိဂါထာတုတ်တန်ဘဝမှာအကောင်းဆုံးဘလို့နေမလဲ။နေနီးလေး အထုတ်ချင်းစီပေါအောင်တိုက်တွန်းတာလေးလည်းပါသေးတယ်ဘုရားရဲ့ချီးမွမ်းခြင်းလေးလည်းပါသေးတယ်နော်အဲနောက်ကထာလေးဘုရားလည်းဘာပြောတော့အထုတ်ချင်းစိတ်ကိုဘုဘုံတို့အလွန်မင်းဖြစ်ပေါ်ဖို့အတွက်တဘာဝကြကြမြတ်စွာဘုရားနော်ထောက်ပြပြောဆိုတိုက်တွန်းထားတာအလွန်မှကောင်းတဲ့ဒေသနာတွေလို့ဆိုရမှာဟုတ်လားကာထာရှစ်ပုဒ်အဲ့ဒါအရာအောင်ချက်ပြီးရင်ရွှေရှုအဘိဓေကိုလည်းနားလည်မှုကပါရမယ်နော်အဘိဓေနားလည်မှုနဲ့အဲ့ဒါရွှေရှုအဘိဓေကိုနားလည်ဘူးဆိုရင်နားလည်အောင်ထက်ခါထက်ခါ လေးလာလေးလာဆိုတာအခုဟောလိုက်တာကိုတက်ခတက်ခနားထောင်ရင်နားမလည်ဘူးမရှိဘူးနားလည်နော်စာရွက်ထဲချအရေးပြီးတော့စာအနေနဲ့လေးလာမယ်ဆိုရင်ပို့ပြီးတော့တိတိကျကျနားလည်မှုရှိမယ်ပေါ့နော်အကောင်းဆုံးတွေကိုရဖို့အတွက်အဲ့လောက်တော့လေကြိုးစားရမှာပေါ့နော်မကြိုးစားလို့ဘယ်ရပါမလို့ဟုတ်လားဒါကြောင့်အလွန်မြင့်မြတ်တဲ့နော်ဂါထာတော်ရှစ်ပုဒ်ကိုဘုံတို့အတိပဲနားလည်မှုနဲ့ရွတ်ရှုပ်ပူဇော်မယ်ဆိုရင် ရွတ်ရှူနေတုံးမှာကိုပဲဘုဖုံတို့ကအကျင့်မြတ်ကိုကျင့်သုံးရာရောက်နေတယ်လို့တောင်ပြောလို့ရတယ်ဟုတ်လားဒါကြောင့်ဒီကထာလေးရှင်းဖို့ရတန်ဖို့နားလည်ပြီးတော့เนาะအရာကျင့်နိုင်ကြတဲ့เนาะကျင့်မှတ်ပြီးတော့ဒိဗေကိုနားလည်အောင်လေ့လာနိုင်ကြတဲ့လေ့လာပြီးရင်လည်းပဲကျင့်ဖတ်များစွာရွတ်ရှူပူဇော်နိုင်ကြတဲ့ပူဇော်ပြီးရင်လည်းပဲเนาะဒီလမ်းညွန်ရဲ့အတိုင်းနော်လိုင်းနာကျင့်သုံးနိုင်ရတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုံတို့ဆန္ဒပြုပြီးတော့ဒီကနေ့ကြိုးပမ်းအထောက်ကြရတဲ့ဒါနသီလသမာဓိပညာ ကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမညံပုညမြတ်နိဗ္ဗာန်ကိုလင်မြန်ထုံချောင်းမျက်မှောက်ပြုမရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရသည်